မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ19ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ရွာမအရှိရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ18ရက်နေ့မိုးလယ်နံနာရီ7မိနစ်အချိန်မှာအင်းစိန်မြို့နယ်ရွာမအရှိရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်ရွာမအရှိရက်ကွက်အုပ်ချုပ်ရေးမှုနဲ့နောက်လိုက်နောက်ပါများပြင်းပြထန်ထန်ထိခိုက်နိုင်တယ်လို့သိရပါတယ်။ရန်ကုန်အခြေစိုက်တော်လိုင်းတပ်များကပြည်သူများကိုဖိနှိပ်နေတဲ့အုပ်ချုပ်ရေး မှုများကိုတိုက်ခိုက်ချိန်မောင်းသွားမှာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဒီပေးရင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရ၅ခုကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ18ရက်နေ့မှာဒီပေးရင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထံချတပ်ဆွဲထားတဲ့ကံပြားရွာပုတ်ပါယုံဖုန်ကြီးကျောင်းဇွဲတိုက်ရွှေစာလီဖရအထက်ကစာတင်ကျောင်းနဲ့ကုန်းတော်ဦးဖရစတဲ့နေရ၅ခုကိုတော်လိုက်တပ်ဖွဲ့များကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွင်မှာကံပြားရွာပုတ်ပါယုံကျောင်းမှာတပ် ွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား20ခန့်ဟာအထိကိများစွာနဲ့တပ်ဆွဲထားတဲ့နေရာကိုစွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ရွှေစာလီဂုံးဘော်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်း40မမဘုံသီးများတိုက်ရိုက်ထိမှန်ခဲ့ပြီးတော့ထိကိဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားများကိုတဲဆောင်ကစာတင်ကျောင်းဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Freedom Revolution Force FRF နဲ့အတူဒီပဲရဲမျိုးနဲ့ပကဖတိုက်နယ်က Burmese Guerrilla Force BGF ပူပေါင်းတပ်ဖွဲ့တို့ဟာပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြုံနယ်မှာရှိတဲ့ပြူစောတိစခန်းများနဲ့စစ်ကြောင်းများကိုတိုက်ခိုက်ခြင်းကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကရှေးဦးတေဆုံက PDF ရဲဘော်တအူကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချောင်းမြုံနယ်အတွင်းစုဖွဲ့ထားတဲ့ PDF တပ်ရင်းများရဲ့ပထမဦးဆုံးစစ်စင်ရေးအဖြစ်ချောင်းမြုံပေါ်မှာရှိတဲ့ကင်မွန်တော်ပြူစောတိရွာကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုဖျက်တော့ပိတ်ဆို့တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီရဲ့ရိတ်ခါစစ်ကြောင်းဟာချောင်းမြုံပေါ်မှာတင်ပိတ်မိနေခဲ့ပြီးတော့အောင်မြင်စွာဖျက်တော့ပိတ်ဆို့နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင် ်ရေးကိုစစ်ဒေသတိုင်ရင်းများမုံရွာခိုင်တိုင်ရင်း6နဲ့ပူးပေါင်းပြီးတော့စစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဇွန်လ30ရက်နေ့မှာမုံရွာမန္တလေးလမ်းပိုင်းစုံမရေးအတွာအကြမ်းဖက်စစ်ကောင်စီရင်နန်းနဲ့ကင်းမုံများကိုတိုက်ခိုက်ချင်းမုံရေးစစ်ဆင်ရေးမှာထိတွေ့တိုက်ပွဲ၄ချိန်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးတေဆုံးက၁၀ဦးဝင်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်မုံရွာခိုင်တိုင်ရင်း6ကပြည်သူ့ကာကွယ်ရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါဗျ။ တတိယအကြိမ်စစ်စင်ရေးအဖြစ်နဲ့ချောင်းမြုံနယ်ကံကြီးကုန်းပြူစောတိရွာကိုဩဂတ်လ28ရက်နေ့ကနေစတင်ပြီးတော့ချိန်မုံတက်ခိုက်ခဲ့ရာ၃ရက်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီကလေးချောင်းပစ်ကူမုံရွာဆွမ်းရီထက်ကနေပြီးတော့လက်နက်ကြီးပစ်ကူအများပြားကိုအတုံးပြုတ်ပြီးခုခံခဲ့တဲ့အပြင်မုံရွာနမခါကရေချောင်းစစ်ကူများရောက်ရှိလာတဲ့အတွက် ပြူစောတိရွာစခန်းကိုတိမ့်ပိုက်လို့ဏီပါအခြေအနေမှာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီစစ်စင်ရေးအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအားရုပ်ပိုင်းဆိုင်ရာအကြအဆုံများနဲ့အပြက်စီးများစွာဖြစ်ပေါ်တဲ့အထီကိုခြေမုံတိုက်ခိုက်နိုင်ခဲ့ပြီးတော့စိတ်ပိုင်းဆိုင်ရာအရလည်းထီရောက်စွာချင်းချောင်းနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်စင်ရေးများကို၆ဦးမြို့နယ်အခြေစိုက်တိုက်ရင်များဖြစ်တဲ့မုံရွာခရိုင်အမှတ်98 90ဆက်နဲ့55ဆက်ခွန်တိုက်ရင်များကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ဘျူဟာစုဖွဲ့မှုဆိုင်ရာ မြေပြင်တပ်မှုတင်နံပြီးဆုံးတဲ့အချိန်ကစပြီးတော့အကောင့်ထဲပေါ်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး၆ဦးမြုံနယ်အတွင်းမှာအချမ်းမတ်စစ်ကောင်စီရဲ့ကင်းစင်နိုင်ရေးအတွက်ကိုလည်းဒီဇိုင်းမှတ်မှတ်စုဖွဲ့ပြီးတော့ပြင်ဆင်ကြိုးပမ်းလျက်ရှိတယ်လို့သိရပါဗျ။၆ဦးမြုံနယ်အခြေစိုက်တိုင်ရင်းများအနေနဲ့ ်စစ်ဘက်ဆိုင်ရာသတင်းစောင့်ဈေးမှုများကြောင်းလူမှုကွန်ရက်များမှာသတင်းထုတ်ပြန်ကြေညာခြင်းမပြုလုပ်ခဲ့သော်လည်းယခုအခါမှာတော့လက်နက်နဲ့ကြီမျိုးစုံအင်အားနှဲပါလာပြီးတော့ဗန်ဒငွေလိုအပ်ချက်မြန်မာလျက်ရှိတဲ့အတွက်ကြောင့်မလွဲတာမရှောင်တာသတင်းထုတ်ပြန်ပြီးတော့မိဘပြည်သူများအားအတိပေးအကူအညီတောင်းခံရခြင်းဖြစ်ကြောင်းအတိပေးထားပါတယ်။ဒါကြောင့်ပြည်တွင်းပြည်ပကအလှရှင်များအနေနဲ့လဲ၆ဦးမြို့နယ်အတွင်းမှာအချက်မဲ့စစ်ကောင်စီကင်းစင်ရေးအတွက်မြို့နယ်စုဖွဲ့မှုစစ်စင်ရေးစစ်ကြောင်းများအားတပ်စွမ်းသမျှဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရဲ့မေတ္တာရက်ခံပါတယ်လို့ မိုးရွာခရိုင်အမှန်ငါတိုက်ရင် ASF ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ရေဘေးတင့်ပြည်သူများကို ရေဘေးတုံ့ပြန်မှုအကူအညီများစတင်ပေးအပ်မယ်လို့ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကစက်တင်ဘာလ18ရက်နေ့မှာကြေညာချက်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လကစတင်ပြီးတော့ရေဘေးတုံ့ပြန်ရေးအကူအညီများကိုပေးနေတော့လေလုပ်ငန်းပမာဏတိသာစွာတိုးချဲ့ပြီးတော့အကူအညီများကိုအခုသတင်းပတ်မှာစတင်ပေးအပ်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါရယ်။ရာဂီမုံတိုင်းကြောင်ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊နေပြည်တော်၊ပဲခူးတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးကြီးမှုများရေကြီးရေလျှံမှုများနဲ့မြေပြိုမှုများကြောင့်တွေ့ခဲ့ရကြောင်းကိုလည်းထုတ်ပြန်ချက်မှာပါရှိပါရယ်။ဒီရေဘေး ရဲ့စားနေရိတ်ခါဖူလုံမှုအပေါ်တိုက်ရမှုကအင်မတန်မကိုပြင်းထန်ဆိုးဝါးလာပါတယ်။ရေကြီးမှုတွေမဖြစ်ပွားမီဩဂတ်စ်လမှာကတည်းကမြန်မာနိုင်ငံမှာလူရေပေါင်း73တန်းကျော်ဟာစားနေရိတ်ခါမလုံလောက်မှုကိုကြုံတွေ့နေခဲ့ရတာပါ။အခုလိုမျိုးတိုးပွားလာတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကျမတို့ဝန်ထမ်းအဖွဲ့တွေဟာအချိန်နဲ့တပြင်းညီလှုံ့ဆော်နေကြပါတယ်လို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် Miss Sheila Mathew ကပြောဆိုထားပါတယ်။အရေးပေါ်စားနေရိတ်ခါလိုအပ်ချက်များကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ရေဘေးသင့်ပြည်သူ9ဒိန်ခန့်အတွက် ဆန်အားဖြင့်ဘီစကစ်များနဲ့အာဟာရအထောက်အပံ့များပါဝင်တဲ့ တလားစားစားနိုင်ရိတ်ခါများကိုဓာတ်ရိုက်ဖြန့်ဝေထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။သီးနှံစိုက်ပျိုးရေးအတံမွေးဝမ်းကြောင်းနဲ့စားနိုင်ရိတ်ခါလလန်းမီရရှိရေးတို့အပေါ်ရေပြင်းရဲ့အကျိုးသက်ရောက်မှုအခြေအနေများကိုမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့အကဲပြတ်လေ့လာလျက်ရှိကြောင်း WFP ရဲ့ထောက်ပြန်ချက်မှာဖော်ပြထားပါဗျ။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကတော့စက်တဘာလ16ရက်နေ့မှာမြန်မာနိုင်ငံမှာတရေအချက်လက်များအတိပြုရန်ခတ်ခဲတော်လဲနိုင်ငံအဝန်ရေပြင်းတင့်သူဥယေခန့်မှန်းချေ 6သိန်း3000ဥက္ကန့်ရှိပြီတော့ရာနဲ့ခြေပြီးတော့တေဆုံးကအများပြပျောက်ဆုံးပြရှိကြောင်းထုတ်ပြန်ထားပါဗျာ ရာဂီမုံတိုင်းရဲ့အရှိန်ကြောင့်တိုင်းနယ်ပြည်နယ်၉ခုအတွင်းမှာရှိတဲ့မြို့နယ်56ခုထိခိုက်ခဲ့ကနေရာအများစုမှာလက်ရှိအခြေအနေအထိကိုရေလွေလွှမ်းမိုးလျက်ရှိပြီးတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းခြင်းနဲ့အရေးပေါ်အခုညီများပေးခြင်းများကိုလည်းဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ဒါအပြင်လူသားချင်းစာနာမှုဆိုင်ရာမိဖအဖွဲ့များဟာထိခိုက်မှုများကိုစတင်တရင်ပေးပို့လျက်ရှိပြီးတော့အခြေအနေပေးတာနဲ့အမျှတုံ့ပြန်ရေးလုပ်ငန်းများကိုစတင်နိုင်ရန်စီစဉ်နေတယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းခင်ဦးမြို့နယ်မတောင်းလာရွာကအချမ်းဘတ်စစ်ကောင်စီတပ်သားများကအနီးနားမှာရှိတဲ့ရွာများကိုဇက်တိုက်စစ်ကြောင်းထိုးနေတဲ့အတွက် PDF တပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားပြီးအချမ်းဘတ်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ18ရက်နေ့မနက်ပိုင်းမှာမတောင်းလာရွာကစစ်ကြောင်းထိုးရန်ထွက်လာတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများဟာမိုးနဲ့ရွာနဲ့ဗောဒီကုံရွာကိုဝင်ရောက်တဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာ ဆုံးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုစစ်ကောင်စီတပ်သားများကမတော်လာပြူစောတိရွာတွေကိုပြန်လည်တည်ယူသွားတယ်လို့သိရပါတယ်၁၈ရက်နေ့မနက်ပိုင်းကထွက်လာတဲ့စစ်ကြောင်းကမတော်လာပြူရွာမြောက်ဘက်မိုးနဲ့ရွာနဲ့ဗောဓိကုံရွာကိုဝေရောက်လာတော့တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်တယ်တိုက်ပွဲအတွက်မှာစစ်ခွေးအသေးပြောင်းနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုအထမ်းနေနဲ့မတော်လာပြူစောတိရွာတွေကိုပြန်တည်သွားတယ်လို့သိရတယ်လို့ ရေးဝအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်သောအမေသားကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ စက်တဘာလ2ရက်နေ့မှာငကြမ်းရွာစက်တဘာလ3ရက်နေ့မှာအင်ဂျင်ပင်စောကြီးရွာတနက်စင်ရွာဖန်ကားကုန်းရွာစက်တဘာလ4ရက်နေ့မှာပေါတော့ရွာနေတွင်ရွာစက်တဘာလ5ရက်နေ့မှာစီစုံ၄ရွာစက်တဘာလ9ရက်နေ့မှာမတောင်းကြီးရွာရွှေကရွာနဲ့စက်တဘာလ10ရက်နေ့မှာစီပုတ်တရာရွာဂျဘုတ်ရွာပေါတဲ့တုံရွာတို့ကိုမိရှုပ်ဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချမ်းဘတ်စစ်ကောင်စီစစ်ကြောင်းမိရှုပ်ဖြတ်စည်းမှုကြောင့်ကျေးရွာ73ရွာကနေအိမ်900ကျော်မိလောင်ပျက်စီးခဲ့ရပြီးတော့တောင်းနဲ့ခြေတဲ့ပြည်သူများဟာလက်ရှိအခြေ န်အထိကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ခုံကြီးကျေးရွာတရွာလုံးရေနှင်းမြုပ်သွားပြီးတော့ပြည်သူများပိတ်မိနေတဲ့အတွက်အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံတိုင်းမိုးရွာပြီးတော့စစ်တောင်းမြေကြီးကြီးမှုကြောင့်ကြောက်ကြီးမြို့နယ်စစ်တောင်းမြေအရှိတ်ကမ်းမှာရှိတဲ့အင်ဂျင်150ခန်းရှိတဲ့ခုံကြီးကျေးရွာတရွာလုံးရေနှင်းမြုပ်သွားပြီး နေအိမ်အောက်ထပ်များမှာနေထိုင်လို့မရတော့ဘဲနေအိမ်အပေါ်တန်းများမှာသာနေထိုင်နေရတယ်လို့သိရပါဗျ။ယခုခါမှာရေကျနေပြီဖြစ်တော့လဲလုံးဝကြာဆင်းခြင်းမျိုးမဟုတ်ဘဲတိုက်အီးနဲ့သာကြာဆင်းနေတဲ့အတွက်အရေးပေါ်တောက်သုံးရေတက်နဲ့စားတောက်ဆရာများလိုအပ်လျက်ရှိတယ်လို့သိရပါဗျ။အဓိကကတော့စားဆရာလိုအပ်နေတာရေကလည်းလုံးဝရော့သွားတာမဟုတ်သေးဘူး။ တထအိမ်တွေကြတော့လေနှစ်ထအိမ်တွေပေါ်မှာသွားပြီးတော့ပေါင်းနေကြရတယ်ချက်ပြုတ်စားတော့ဖို့ကြတော့ထင်းတွေကရေထဲမျောပါသွားတော့အဆင်မပြေကြဘူးလေရှိတဲ့သူတွေကတော့နည်းနည်းအဆင်ပြေသေးတယ်လေမရှိတဲ့သူတွေကတော့ဘလို့မှကိုအဆင်မပြေဘူးတခြားအနီးနားကရွာတွေကတော့ဆက်လေတွေဘာတွေနဲ့လာပြီးတော့ကုညီကယ်ဆယ်တာတွေရှိတယ်ညီမတို့ရွာကြတော့ဆက်လေနဲ့လာလို့မရဘူးပြောပြီးတော့မလာကြဘူးအခုချိန်ထိဘသူတဦးတယောက်မှမလာတာ ဘေးနားကရွာချင်းနေနေနေတဲ့ရွာတွေကတော့လာတယ်လို့ဒေသနယ်ပြည်သူတွေကပြောဆိုထားပါတယ်။ကြောက်ကြီးမြုံနယ်ခုံကြီးကျေးရွာဟာအင်ဂျီ150ခန်းရှိပြီးတော့တရွာလုံးကအစ္စလမ်ဘာသာကိုကိုးကွယ်တဲ့ကျေးရွာတရွာဖြစ်ပြီးဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့အင်15အင်ခန့်သာရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။